တို့အညာကိုအစဉ်အမြဲအားပေးကြပါတော့တော်လန်ကလစ်ကာများအလုံးမင်းမင်္ဂလာပါရှင်ယခုတစ်ခါဖပြပေးခြင်းနဲ့စာအုပ်ကလေးကတော့1952ခုနှစ်အမေရိကန်စာရေးဆရာကြီး J.D. Slinger ရေးထားတဲ့ The Catcher in the Rye ဆိုတဲ့စာအုပ်ကလေးပဲဖြစ်ပါတယ် ဒီစာအုပ်ကိုကျမတို့ရဲ့စာရေးဆရာကြီးဆရာမြတ်တန်ချင်းကလေလွင့်သူဆိုရဲခေါင်းစဉ်နဲ့ဘာသာပြန်ခဲ့ပါတယ်။အခုကတော့အိစာအုပ်ကလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။အိစာအုပ်လေးကိုမဖတ်ပြသေးခင်မှာဒီစာအုပ်နဲ့ပတ်သက်ပြီးတော့ရဲ့ခန်းစားချက်ကလေးအချို့ဖတ်ပြချင်ပါတယ်။ဒီစာအုပ်ကိုတော့ပထမဆုံးစာဖတ်တဲ့အချိန်ကအသက်27ဝန်းကျင်လောက်မှာရှိပါတယ်။အဲ့ချိန်လောက်ကဆိုတာကကိုဖြစ်ချင်တဲ့အရာတွေကိုလွတ်လွတ်ရပြီးတော့ ဟိုအများကြီးပဲပေါ့နော်ခန်းစားချက်တွေပေါင်းစုံပြီးတော့ကိုယ့်ရဲ့ဖြစ်တည်မှုတွေကိုလက်မခံနိုင်တဲ့အချင်းလို့ပြောရမယ် AI ရောလည်းအကောင်းမြင်တတ်ဖို့ဆိုတာကအကောင်းမြင်နိုင်ဖို့အရင်စူးစမ်းရတယ်ပေါ့နော်ဒါစူးစမ်းခင်ရတယ်လက်မခံနိုင်ခဲ့ဘူးပေါ့နော်တော်တော်များများကိုဒီစာအုပ်ကလေးဖတ်ပြီးသွားတဲ့အချိန်မှာတော်တော်များများကိုလက်ခံနိုင်ခဲ့တယ်အတွေ့အကြုံလေးအများကြီးပြောင်းလဲသွားတယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့ဒီစာအုပ်ကလေးကတော့ တော့အတော်ယူပြောင်းလဲပြင်လဲတဲ့စာအုပ်တော့အုပ်ပါပဲဒီစာအုပ်ကလေးကိုဖတ်ပြချင်နေတာတော့အရင်ကကြာနေပါပြီစာအုပ်ကတော့အခုမှလက်ထဲကိုရောက်လို့ပေါ့နော်အခုမှဖတ်ဖြစ်တယ်ဆိုပါတော့အဲတော့တော်နေအတူတူပဲနားထောင်ကြည့်လိုက်ကြရအောင်နော်မြမပြန်သူဤအမာစာဂျယ်ရီစလင်ချာရေးတဲ့ဂျုံကင်းတဲ့မှာလိုက်ဖန်သူ The Catcher in the Rye ဆိုတဲ့ဒီဝတ္ထုကလေးကို ကျွန်တော်ဖတ်ဖူတာကြားပြီကြာဆို1960ပြည့်နှစ်တဝိုက်လောက်ဖြစ်မယ်ထင်တယ်ဒီစာအုပ်ကလေးကိုတွေ့ပုံနဲ့ဖတ်မိပုံကလည်းနည်းနည်းစမ်းပါတယ်ဒီနေ့မှာပူချုပ်လမ်းတောင်နဲ့29လမ်းတောင်ပလက်ဖောင်းပေးမှာခြာရောက်နေတဲ့ကလားစာအုပ်ဆိုင်ကလေးတစ်ဆိုင်ကိုကျွန်တော်ဝင်ကြည့်မိတယ်စာအုပ်ဆိုင်ကတည်တည်ကလေးပါသူခင်းထားတဲ့နေရာကဖျားတနေရာဇာလောက်ရှိပြီးခင်းထားတဲ့စာအုပ်အရေအတွက်ကလည်း30လောက်ပဲရှိမယ် ဒီရင်စာအုပ်တွေကိုဟိုလျှောက်လန်တီလျှောက်လန်လှုပ်ရင်းနဲ့အဲ့ဒီစာအုပ်ကိုတွတ်တွေ့တာပဲအဲ့ဒီစာရေးဆရာကိုကျွန်တော်တခါမှလည်းမကြားဘူးဘူးတခါမှလည်းမဖတ်ဘူးဘူးဒါပေမဲ့စာအုပ်နာမည်ကဂျုံခင်းထဲမှာလိုက်ဖမ်းသူဆိုတော့နည်းနည်းစမ်းနေတယ်အဖုံးကလည်းကောင်လေးတယောက်တရေတက်တာကလေးလက်မှဆွဲလို့အဖုံးမှာရေးထားတာက16နှစ်အရွယ်လူငယ်လေးတယောက်ရဲ့ဇလန်းနဲ့အီစာအုပ်ကိုဖတ်၍အလန့်တကြားဖြစ်ကောင်းဖြစ်မြင် ရေကောင်းရေရမည်ရင်းနှင့်အောင်ခန်းစားရကောင်းခန်းစားရမည်တို့ရတွင်ဘယ်တော့မှမိနိုင်မည်မဟုတ်ဒီကတေချာသည်လို့ရေးထားတယ်ဒီရင်နမည်နဲ့စစ်လန်ကိုကျွန်တော်စိတ်ဝင်စားသွားတယ်နောက်တစ်ချက်ကအဲ့ဒီတုန်းကကျွန်တော်တို့မြန်မာဝတ္ထုလောကမှာပြား60ရန်ဝတ္ထုကလေးတွေခေစားနေတဲ့အတွက်မှီပြီးရေးတင်ရေးရအောင်ဆိုပြီးအဲ့ဒီစာအုပ်ကလေးကိုဈေးမစစ်ဖ ೇನೆ ကျွန်တော်ဝယ်ခဲ့တယ်ဈေးနှုန်းကိုလည်းကြည့်အောင်လေး စာအုပ်ဟောင်းစေးတအုပ်မှာတက်မဲ့ရင်ဒီတုန်းကလက်ဖက်ရည်တစ်ခွက်ဖို့ဆိုပါတော့ဒါနဲ့ဝယ်လာပြီးပြစ်ထားလိုက်သေးတယ်ရုတ်တရက်မဖတ်ဖြစ်သေးဘူးနမဲကလေးစမ်းပြီးဆက်ချောင်းနဲ့အရွယ်ကောင်ကလေးတယောက်ရဲ့ဇက်လန်းဆိုတော့ခပ်ပေါ်ပေါ်ခန့်ညံ့ထဲကပဲနေမလို့အောက်မိလိုက်တယ်စာအုပ်ရဲ့နောက်ကျောပုံမှာလဲစာပေလောကကိုတုံးလုံး၆ချားသွားစီမြစ်စာပေအော်ဂိုနီယာဖြစ်မှုကြီးတရက်ယခုနှစ်များအတွင်း အထူးကြားဆုံးဆောင်တအုပ်မိမိကိုကိုမိမိလိုင်လံရှာဖွေလိုသော အသက်16နှစ်အရွယ် Holding Coffee Island သူဘဝတွင်နားမလည်သောအခြေအနေများကိုကြုံတွေ့ရသည့်အခါတွင် New York မြောက်လောကသို့48နာရီကြာရောက်သွားသည့်လူငယ်လေးတအုပ်ပထမစာမျက်နှာကိုဖတ်လိုက်သည့်နှင့်သူနှင့်အတူဆွဲမဖွဲကောင်းသော ခရယံဆုစားကံပြီးဆုံးသွားသည့်အထိလက်ကမချနိုင်သောစာအုပ် ဖန်ရင်ရရမည်လို့ငိုရမည်လို့ဆိုဒီကို မဝေခွဲနိုင်ဖြစ်ရသည်လို့ရှင်းထားတယ်။ဒီအညိုးကိုဖတ်ပြီးတော့လေကျွန်တော်မဖတ်ဖြစ်သေးဘူး။စာအုပ်တွေမှာဒီလိုပဲရေးကြတာပဲမဟုတ်လား။တမန်ရေးရိုးရေးစင်မယ်လို့ကျွန်တော်ထင်လိုက်တယ်။ကျွန်တော်ဝင်လာခဲ့တာကစာအုပ်ရဲ့နာမည်နဲ့အသက်16နှစ်အရွယ်ကောင်းလေးတယောက်ရဲ့ဇလန်းဆိုလို့စိတ်ဝင်စားပြီးဝင်လာတာ။စာရေးဆရာကလည်းကိုတခါမှမဖတ်ဘူးသေးတယ်စာရေးဆရာ။သူကရေးမလဲ။ ၁၆နှစ်အရွယ်ကောင်းလေးတယောက်လမ်းတည့်ရဖြစ်သွားတယ်။ပြီးတော့နယူးယောက်မြေအောက်လောကကိုရောက်သွားတယ်။ဒီလိုနဲ့လူဆိုးကလေးတယောက်ဖြစ်သွားမယ်။ပြီးတော့နောင်နာရချင်းရမယ်ပေါ့။ဒီလိုပဲဖြစ်မှာပဲလို့ကျွန်တော်ထင်လိုက်မိတယ်။တနေ့မှပြင်းပြင်းရှိလို့ကောက်ဖတ်တော့မှဒီစာအုပ်ခါကျွန်တော်ထင်တယ်လို့လမ်းတည့်ရအကြောင်းကို ရေးထားတာလည်းမဟုတ်ဘူး။နယူးယောက်မြေအောက်လောကအကြောင်းကိုရေးထားတာလည်းမဟုတ်ဘူး။စာမှုပွဲကြလို့ကြောက်ထုတ်ခံရတဲ့အတွက် အိမ်ကိုမပြန်ရဲတဲ့ចောင်းသားလေးတယောက်အကြောင်းရေးထားတာကိုတွတ်တွေ့ရတယ်။အိမ်မပြန်ရဲတော့နယူးယောက်မြို့ကြီးထဲမှာပါလာတဲ့ပတ်စံကလေးကိုအောင်ရှောက်သွားပြီးတော့အိမ်ပြေးလုံမဲလို့စိတ်ကူးနေတဲ့လူငယ်လေးတယောက်ဒါပေမဲ့လမ်းတရလည်းမဟုတ်အိမ်ပြေးလည်းမဟုတ်လောကကြီးကိုမကြည်နဲ့နေတဲ့ကောင်းလေးတယောက်သူ့မကြည်နဲ့ပုံဟာကျွန်တော်တို့ငငယ်တုန်းကလောကကြီးနဲ့ပတ်ဝန်းကျင်ကိုမကြည်မနဲ့ဖြစ်နေတာနဲ့တူနေတယ်ခုခေတ်လူငယ်တွေ ပဝန်းကျင်နဲ့လောကကြီးကိုမကျေနပ်ပုံနဲ့တွတ်တူနေတယ်။နောက်လဲအဲ့ဒီအပြင်မှာရှိတဲ့လူငယ်လေးတွေရဲ့မကျေနပ်ပုံမျိုးနဲ့တွတ်တူနေတယ်။နောက်တော့အိမ်ကမပြေဖြစ်တော့ပဲလောကကို သူသဘောပေါက်သွားတယ်။ပဝန်းကျင်နဲ့လိုင်လျောညီထွေအောင်နေတတ်သွားတယ်။လူငယ်တယောက်ရဲ့ခံစားမှု လူငယ်တယောက်ရဲ့ပောက်ကွဲမှုလူငယ်တယောက်ရဲ့မကျေနပ်မှု လူငယ်တယောက်ရဲ့ဘဝင်မြင့်မှုလူငယ်တယောက်ရဲ့ဘဝအမြင်ပြောင်းမှုဒါတွေအလုံးကိုတွေ့နိုင်တယ် ကျွန်တော်အဲ့ဒီဝတ္ထုကိုချိန်သွားတယ်ကျွန်တော်တို့လူငယ်တွေဖတ်စီချင်လာတယ်ဒီတင်မြန်မာပြန်မဲလို့အဲ့ဒီတုန်းကစိတ်ကူခဲ့တယ်အကြောင်းကြောင့်နေကြောင်းမပြန်ဖြစ်ခဲ့ဘူး1960ပြည့်နှစ်လောက်ကမျိုးဆက်လူငယ်တွေလူကြီးဖြစ်သွားပေမဲ့ဒီစာအုပ်ကိုကျွန်တော်မပြန်ဖြစ်ခဲ့ဘူးခု1980ပြည့်နှစ်နောက်ပိုင်းမျိုးဆက်လူငယ်တွေမြင်ရတော့ကျွန်တော်ဒီစာအုပ်ကိုတွားပြီးတရိရတယ်ဒီမှာရင်ကျွန်တော်နောက်တစ်ခေါက်ဖတ်ပြီးချက်ချင်းမြန်မာကောက်ပြန်လိုက်တယ် ။စာရေးဆရာ JD Slinger ဟာဝတ္ထုတိုတွေကိုအေးများတော့လဲ။စာအုပ်အနေနဲ့တောင်းအုပ်ပဲထုတ်ဖူးတယ်။ပထမစာအုပ်ကခုကျွန်တော်မြန်မာပြန်တဲ့ဂျုံကင်းနဲ့မှလိုက်ဖန်သူဆိုတဲ့စာအုပ်။နောက်တစ်အုပ်က Friendly and Sue ဆိုတဲ့စာအုပ်။နောက်တစ်အုပ်ကထုတ်ကိုမြင်းမြင်းတင်မာလက်သမား။ Rings have the wolf been ကပနာဆိုရဲစောက်တီတော့ပဲရေးတယ် သုံးစလုံးဟာထူးခြားတဲ့စာအုပ်တွေကြီးပါပဲဒီစာအုပ်ကတော့အထူးခြားဆုံးလို့ဆိုနိုင်တယ်ဒီစာအုပ်ဟာကျွန်တော်တို့ရှေ့မှာနေမယ်ခေတ်တကနဝင်စာအုပ်စီရင်နေဝင်သွားတယ်တချို့ကဒီစာအုပ်ဟာ လူငယ်လေးတွေရဲ့စိတ်ဓာတ်ပေတော့ကို ဖော်ပြတဲ့စာအုပ်တချို့ကဒီစာအုပ်ဟာ ခုခေတ်စားနေတဲ့ဘဝပရဏဝါဒရဲ့အတိတ်ပဲကိုဖွင့်ထားတဲ့စာအုပ်တချို့ကလည်းဒီစာအုပ်ဟာလူငယ်ပြုတ်ပြင်းရေးစာအုပ်တချို့ကလည်း ဒီစာအုပ်ဟာအနုပညာလက်ရာမြောက်တဲ့ဝတ္ထုကောင်တစ်ပုဒ်လို့ပြောကြတယ်။လွန်ခဲ့တဲ့10နှစ်လောက်ကထင်ပါတယ်။ American Time Magazine က20ရာစုရဲ့အကောင်းဆုံးစာအုပ်တရာကိုရွေးခဲ့ပါတယ်။20ရာစုအတွင်းထပ်သမားစာအုပ်အမျိုးမျိုးတွေကရွေးတာပါ။အဲဒီ20ရာစုရဲ့အကောင်းဆုံးစာအုပ်တွေထဲမှာ ခုစာအုပ်ဟာတအုပ်အပါဝင်ဖြစ်တယ်။ဘာကြောင့်ဒီလောက်ကောင်းတယ်လဲ။ဘာတွေကောင်းတယ်လဲဆိုတာကိုဖတ်ကြည့်ရင်သိပါလိမ့်မယ်။ ။စာရေးဆရာဟာ1919ခုနှစ်မှာမွေးလို့ခုအချိန်မှာအသက်60လောက်ရှိပါပြီ။ဒီစာအုပ်ကိုရေးတော့ကအသက်40ကျော်လောက်မှရေးမယ်ထင်ပါတယ်။ဒါပေမဲ့သူ့ဝတ္ထုကို16နှစ်အရွယ်ကောင်းကလေးရဲ့စကားအဲ့ဒီအတွေ့အဲ့ဒီခံစားချက်နဲ့ရေးထားပါတယ်။ဒါဟာလည်းဒီစာအုပ်ရဲ့ထူးခြားချက်တစ်ခုလို့ဆိုနိုင်တယ်။16နှစ်အရွယ်ကောင်းလေးတယောက်ရဲ့စကားနဲ့ရေးထားတဲ့အတွက်အမေရိကန်လူငယ်လေးတွေရဲ့ဘန်းစကားတွေအများကြီးပါပါတယ်။ သူတို့လေတန်းတွေအများကြီးပါပါတယ်။ဘာသာပြန်တဲ့အခါမှလဲဇာရေးဆရာရဲ့မူရင်းအဘော်ကိုမိအောင် မလွဲတာမရှောင်တာတော့ပဲဘန်းစကားတွေကိုစူးစမ်းပြီးပြန်ရပါတယ်။သူတို့ဘန်းစကားတွေကိုထည့်သုံးရပါတယ်။ဥပမာခုကျွန်တော်တို့လူငယ်တွေတုံးနေတဲ့ hot shot တို့ဘာလို့ဆိုတာတွေဟာသူတို့စီကလာတဲ့ဘန်းစကားတွေပါ။ဒီလိုစကားတွေမှာကျွန်တော်မပြောင်းလဲတော့ပဲ hot shot လို့ပဲတုံးလိုက်ပါတယ်။ damn good လို့ပြောတဲ့စကားတွေမှာအရန်ကောင်းတာပဲ။ အပြစ်မိုက်တာပဲဆိုတဲ့စကားတွေကို မလွဲမရှောင်သာထည့်ပြီးသုံးရပါတယ်။ဒါတွေကို ဖြုတ်လိုက်ရင်ဒီဇက်လန်ဟာခလေးတယောက်ကခလေးလိုတွေးပြီးခလေးလိုပြောတဲ့ဇက်လန်မဟုတ်တော့ပဲလူကြီးတယောက်ကခလေးတယောက်အကြောင်းကိုလူကြီးလိုပြောနေတာပဲဖြစ်မှာပါပဲ။ဗန်းစကားဆိုတာခေတ္တိုင်းမှာပေါ်မြဲပါပဲ။မခိုင်မြဲတဲ့အတိတ်ပဲရှိတဲ့ညဉ့်ဉန်းတဲ့ဗန်းစကားများဟာပျောက်သွားပြီးခိုင်မြဲတဲ့အတိတ်ပဲရှိတဲ့တင့်လျော်တဲ့ ဘဝနဲ့ဟပ်မိတဲ့ဘန်းစကားများဟာအရှိတီကြံခဲ့ပြီးနှင်းစင်သုံးဝေါ်ဟာရတွေဖြစ်လာပါတယ်။ဒါမှသာဘာသာစကားတစ်ခုဟာအသက်ရှင်နေတဲ့ဘာသာစကားတစ်ခုဖြစ်မှာပေါ့။ဥတို့ရဲ့ရာမယကံမှာအဲ့ဒီခေတ်ကဘန်းစကားတွေအများကြီးပါပါတယ်။ဒီဘန်းစကားတွေထဲကကောင်းတဲ့လူလူရဲ့ဘဝနဲ့ဟပ်မိတဲ့အခြေအမြင့်ရှိတဲ့ဘန်းစကားတွေဟာကြံရစ်ပြီးကျွန်တော်တို့အဘိဓမ္မာတွေထဲမှာထည့်လာကြတဲ့အတွက် ကျွန်တော်တို့ရဲ့ဘာသာစကားဟာရှင်တန်ဖွင့်ပြခဲ့ရခြင်းဖြစ်ပါတယ်။ဘယ်ဘန်းစကားကကြံပြီးဘယ်ဘန်းစကားကပြောက်ွယ်သွားမလဲဆိုတာကိုတော့နောက်မျိုးဆက်ကဆုံးဖြတ်မှာပါ။ယောက်ျားလေးကိုဘဲလို့ခေါ်တာဘန်းစကားပဲ။ငတိဆိုတာလည်းဘန်းစကားပဲ။မိန်းကလေးကိုဟိုရုံးကမြားလို့ခေါ်တယ်။ဒါလည်းဘန်းစကားပဲ။မတီဇယ်ဆိုတဲ့စကားလုံးတွေဟာလည်းဘန်းစကားတွေပဲ။ဝက်၊ဂိုင်း၊ဘောစတာတွေလည်းဘန်းစကားတွေပဲ။တချို့က ဆိုင်သမားဇက်သမားတွေစီကလာတာတချို့ကဖဲသမားကစားသမားစီကလာတာအဲ့ရဆိုတာကျွန်တော်တို့မြန်မာစကားမဟုတ်ဘူးအာရဘီကလာတာတချို့စကားလုံးတွေလည်းဘယ်ကလာမှမသိဘူးဘလို့ပဲဖြစ်ဖြစ်ခင်းနဲ့လျော်ညီတယ်လူလူဘဝနဲ့ဟက်မိရယ်နားလေလွဲရယ်ဆိုရင် စကားလုံးတစ်ခုဟာဝေါ်ဟာရာဖြစ်သွားတာပါပဲအရှိတီမဲမတီဘူးဆိုတာကိုတော့ဘယ်သူမှမပြောနိုင်ဘူးနောက်မျိုးဆက်ကဆုံးဖြတ်မှာပါ နောက်ခေတ် ဘာသာဗေဒပညာရှင်တွေကဒီစကားလုံးတွေကိုကြည့်ပြီးကျွန်တော်တို့ခေတ်ရဲ့ဘာသာဗေဒကိုခြေရောက်ောက်ကြလိမ့်မယ်။အတင်အနက်ကိုခတ်မှန်းကြလိမ့်မယ်။ဒီဝတ္ထုကိုဘာသာပြန်ရမှာမူရင်းစာရေးဆရာကသူတို့ခေတ်ကကောင်းလေးတယောက်ရဲ့ဇေယိုက်ကောင်းလေးတယောက်ရဲ့တဘာဝကိုပေါ်စေခြင်းလို့ဗန်းစကားတွေကိုတုံးသွားတယ်။ဒါကြောင့်ကျွန်တော်လဲစူးစမ်းပြီးဘာသာပြန်တုံးရတယ်။ကျွန်တော်ကြိုက်တာမကြိုက်တာကျွန်တော်လက်ခံတာလက်မခံတာနဲ့မဆိုင်ဘူး။သုတ်စာအုပ်ကိုဘာသာပြန်ရင် သူ့အပေါ်မှာကျွန်တော်အတက်နိုင်ဆုံးသစ္စာရှိရမယ်။အတင်းချုပ်တာကတော့တမျိုးပေါ့။သူ့စာအုပ်ကိုလည်းဘာသာပြန်သေး။ကိုထည့်ချင်တာတွေရှောက်ထည့်။ကိုဖြုတ်ချင်တာတွေရှောက်ဖြုတ်။ကိုကြိုက်တာထည့်။မကြိုက်တာပဲရှောက်လို့နေသူ့ကိုစော်ကားရရောက်တယ်။မလုတ်ကောင်း။မြတ်တန်တင့်။အခန်းကျွန်တော်အဖြစ်ပြက်ကိုနားထောင်ကျင်သလားနားထောင်ကျင်နေဆိုရင် ကျွန်တော်ဗမာမွေးတယ်ကျွန်တော်ငငယ်ကဘလို့ကျွန်တော်ကိုမမွေးခင်ကျွန်တော်မိဘတွေကဘာလုပ်တယ်ပြီးတော့ကျွန်တော်ငငယ်ကဒေးဗစ်ကော်ပါဖီလို့စစ်စင်ရဲရဲနေခဲ့ရတယ်ဆိုတာတွေကိုခင်ဗျားကတော့နားထောင်ခြင်းမလားမပြောတတ်ဘူးဒါပေမဲ့အမှန်ပြောရရင်တော့ဒါတွေကိုကျွန်တော်သိမပြောချင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဒါတွေကို ပြောရတာကျွန်တော်ညှင်းငွေတယ်ဒါကပထမတစ်ချက်နောက်တစ်ချက်ကတော့ ကျွန်တော်မိဘတွေရဲ့ကိုရေးကိုတာတွေကိုပြောရရင်သူတို့နှစ်ယောက်စလုံးတွေးတက်ပြီးအုံနောက်တွေးကြောနှစ်ခါစီလောက်ပြက်ကုန်ကြမှာသိကြတယ်။ကိုရေးကိုတာတွေကိုပြောတာသူတို့ကမကြိုက်ကြဘူးလေ။အထူးသဖြင့်အဖေကပိုဆိုးတယ်။သူတို့နှစ်ယောက်စလုံးစင်လုံးကြောကြီးပဲလို့ကျွန်တော်မပြောချင်ပါဘူး။ဒါပေမဲ့ကျွန်တော်မိဘတွေကနည်းနည်းတော့အကဲဆက်တယ်။ခုခင်ဗျားတို့ကိုကျွန်တော်အထုပ်ပတိတစ်ခုလုံးကိုပြောပြမှာမဟုတ်ပါဘူး။ပြီးခဲ့တဲ့နာတလူပွဲတော်တဝိုက်လောက်က ကျွန်တော်တွေ့ခဲ့တဲ့ယူနနန်အတွေ့အကြုံလေးတစ်ခုကိုပြောပြမလို့ပါကျွန်တော်ဘယ်လောက်ခံလိုက်ရတယ်ခုအခြေအနေမျိုးကိုဘယ်လိုရောက်လာတယ်ဆိုတဲ့အကြောင်းကလေးပါဒီအကြောင်းကို DB ကိုလည်းကျွန်တော်ပြောပြပါပြီ DB ဆိုတာက တခြားလူမဟုတ်ပါဘူးကျွန်တော်အကူပါ သူကဟောလီဝုဒ်မှာခုကျွန်တော်ပြောနေတဲ့နေရာနဲ့ဆိုရင်တိတ်မဝေးဘူးစနေတို့တနင်္ဂနွေတို့ဆိုရင် ကျွန်တော်စီကိုအမြဲပဲလာလိမ့်ရှိတယ် နောက်လာလောက်ကျွန်တော်အိမ်ကိုပြန်ပြင်းသူပဲသူကနဲ့လိုက်ပို့ပေးမယ်လို့ပြောထားတယ်။သူ့မှာရေကွာကားတစ်စီးရှိတာကိုရေကွာကားလေးကတော်တော်ကောင်းတဲ့အင်္ဂလိပ်ကားလေးဖြစ်။တနားရီမိုင်200လောက်မောင်းလို့ရတယ်။သူဝယ်တော့ကဒေါ်လာ4000လောက်ကျတယ်။ခုတော့ဟန်ကျနေပြီဆိုတော့ဟိုတော့ကတော့သူကစာရေးဆရာဖြစ်။ဝှထုတိုလေးဗာလေးတွေရေးတယ်။လိုအပ်သောရွှေငါးကလေးနဲ့ဝှထုတိုများဆိုတဲ့စာအုပ်တအုပ်တောင်ထုတ်ခဲ့သေးတယ်။ တကယ်ကတော့ခမရသူ့နာမည်ကို မကြားဘူးမဟုတ်လားသူ့ဝတ္ထုတို့ပေါင်းချုပ်ထဲမှာကျွန်တော်အကြိုက်ဆုံးကတော့လောဝတ်တော်ရွှေငါဆိုတဲ့ဝတ္ထုကလေးကိုအကြိုက်ဆုံးပဲကောင်းလေးတယောက်ဟာသူ့ရဲ့မရှိမဲရှိမဲပတ်စံကလေးနဲ့ရွှေငါကလေးတစ်ခုဝယ်ထားတယ်သူ့ငါကလေးကိုနှမျောလုံးလို့စုံမက်လုံးလို့ဘယ်သူ့ကိုမှကြည့်ခွင့်မပေးဘူးကျွန်တော်ကတော့တော်တော်ကြိုက်တယ်ဗျာခုတော့ဝတ္ထုတွေဘာတွေမရတော့ပါဘူးဟောလိဝုဒ်မှာရုပ်ရှင်သမားဖြစ်နေပြီ အဲကျွန်တော်ကလေရုပ်ရှင်တို့ရုပ်ရှင်သမားတို့ဆိုရင်အလုံးမောင်းကျွန်တော်အဖြစ်ပြက်ကိုကျွန်တော်ပင်စေးအထက်တန်းចောင်းကထွက်လာတဲ့နေရာကစပြောမယ်ပင်စေးအထက်တန်းចောင်းဆိုတာက ပင်စေးဗီနီယာနေအေကွတ်စတောင်းမှာ ရှိတဲ့ចောင်းတစ်ចောင်းမှာဒီចောင်းနမည်ကိုခမ ्या တို့လည်းကြားဘူးချင်းကြားဘူးကြမှာပါအဲ့ဒီចောင်းကြော်ညာတွေကို တွေ့ချင်ရင်လည်းတွေ့ဘူးမှာပေါ့မဂဇင်းတွေထဲမှာကြော်ညာလိုက်တာကလည်း အမေရိကန်မှာရှိတဲ့မဂဇင်းတိုင်းလိုလိုသူ့ကြော်ညာတွေကြီးပဲ။ဟော့ရှော့ចောင်းသားလေးတယောက်မြင်းစီးပြီးခြံစည်းရိုးကိုခုံနေတဲ့ပုံလေးလေး။သူ့ကြော်ညာပုံကစာတင်ကြောင်းကြော်ညာနဲ့မတူပဲပိုလိုအရိုက်တင်တဲ့ကြောင်းကြော်ညာနဲ့တူနေတယ်။စာတင်ကြောင်းဆိုရင်လေဒီကြောင်းမှာအချိန်ရှိသေးပိုလိုပဲရိုက်နေကြသလားလို့တော့ထင်ကြမလားမသိဘူး။ဒါပေမဲ့ကျွန်တော်နေခဲ့တဲ့အတွင်းမှာတော့ចောင်းသားမှာပိုလိုရိုက်ဖို့မပြောနဲ့။မြင်းဆိုလို့တကောင်တမင်းမှမမြင်ခဲ့ဘူးဘူး။ အဲ့ဒီမြင်းစည်းနေတဲ့ကောင်လေးရဲ့တပ်ပုံအောင်မှာ1888ခုနှစ်မှာစ၍ကျွန်ုပ်တို့ကြောင်းသည် လူတော်လူကောင်းများညံကောင်းသူများကိုမွေးထုတ်ပေးခဲ့သည်လို့ရေးထားတယ်။ဒါပေမဲ့ကျောင်းသားဆိုတာကြောင်အောင်ညာတဲ့သဘောပါ။ဒီပြင်ကျောင်းတွေနဲ့ဘာမှမထူးပါဘူး။သူတို့ကျောင်းကထွက်တဲ့လူတော်လူကောင်းတို့ညံကောင်းသူဆိုလို့လည်းတိတ်မတွေ့ရပါဘူး။အေးတယောက်နဲ့ယောက်တော့ရှိချင်းရှိမှာပေါ့။ ဒါလောက်တော့ဘာပြောကောင်းမလဲသူတို့ကြောင်မရလို့တခြားကြောင်ကိုရောက်သွားရင်လေတော်တဲ့လူကတော်မှာပဲအဲ့ဒီနေ့ကစနေနေ့ဆက်စုံကြောင်နဲ့ဘောလုံးပွဲရှိတယ်ပင်းစေးကြောင်တဝိုက်မှာတော့ဆက်စုံကြောင်နဲ့ကန်တဲ့ဘောလုံးပွဲဟာတကယ်ပွဲကြီးပွဲကောင်းမို့ပြီးတော့ပွဲကဒီနေ့အဖို့နောက်ဆုံးပဲကွင်းပိတ်ပွဲပြီးတော့ပင်းစေးကြောင်ကမြန်မနိုင်ကြောင်အုပ်ကြီးဟာကုကုကူမြန်တက်တည်မလားမသိဘူးကျွန်တော်မှတ်မိသေးတယ် ဲ့ဒီနေ့ညနေ3:00နာရီလောက်မှာကျွန်တော်ကတော်စင်တောင်ကုန်းပေါ်မှာရှက်နေတယ်။တော်စင်တောင်ကုန်းဆိုတာပြည်တွင်းစစ်တုံးကတုံးခဲ့တဲ့အမြောက်ကြီးပြထားတဲ့နေရာရဲ့ဒီဘက်ကကမှုကလေးရယ်။အဲ့ဒီကုန်းလေးပေါ်ကစီးကြည့်ရင်နှစ်သင်းလုံးကို ကောင်းကောင်းမြင်ရတယ်။နှစ်သင်းစလုံးကလူတွေဘောလုံးအပုတ်အယူလှုပ်တာတို့ဘာလို့ကိုလဲတိတိကျကျမြင်ရတယ်။ဒါကြောင့်ကျွန်တော်ဒီကုန်းကလေးပေါ်ကတက်ကြည့်တာ။ Green Stein ဘက်ကိုတော့ကောင်းကောင်းမမြင်ရဘူး။ ဒါပေမဲ့အဲ့ဒီဘက်ကအော်ဟစ်အားပေးတန်တွေအော်အုပ်ကြက်ကြက်ပြောဆိုနေတန်တွေကိုတော့ကြားနေရတယ်။ပင်စေးကြောင့်ကအားပေးနေကြတာလေ။ကျွန်တော်ကလွယ်ရင်ကျွန်တော်တို့ကြောင်းတစ်ကြောင်းလုံးအဲ့ဒီဘက်မှာရှောင်နေကြတာကိုဆက်စုံကြောင်းဘက်ကတော့တိတ်အားပေးတန်မကြားရဘူး။ဘယ်ကြားရမလဲလေ။သူတို့အတင်းခမရတည့်ရတဲ့ခြေကလက်ကန်ရတာဖြစ်လေတော့လူများများခေါ်မလာနိုင်ဘူးပေါ့။ကြောင်းဘောလုံးပွဲတွေ ထုံးစံမှာ မိန်ကလေးတွေမျက်များဆဆလာလေးမရှိဘူးတန်းကြီးចောင်းသားတွေကဒါမိန်ကလေးတွေကိုခေါ်ခွင့်ပြုတယ်ကောင်းတာမကောင်းတာတော့ကျွန်တော်မသိဘူးမိန်ကလေးမခေါ်ရဘူးဆိုတဲ့စီကံကိုတော့ကျွန်တော်မကြိုက်ဘူးပြင်းစရာကြီးကိုနာတဝိုက်မှာကောင်းမကလေးတွေမြင်ရရင်အិច្ချင်ပြေတာပေါ့အပြင်းပြေတာပေါ့သူတို့ဘာသာ လမောင်းကဝဲကိုပဲကုတ်နေနေတခွိခွိနှစ်ညချင်းညနေပလေးစီ တခခင်နဲ့ကမြင်တော်ထကျင်လေထနေကြပလိစေအေးမကြည့်ပါဘူး။အေးကျွန်တော်တို့ចောင်းပေါ်ပွဲတွေကိုဆယ်မာတော့မကြမကြလာတက်ရဲ့ဆယ်မာဆိုတာကျွန်တော်တို့ចောင်းကចောင်းကိုကြည့်သမီးခမကျွန်တော်ထကြည့်တယ်။ဆွဲဆွဲလန်လန်ဖြစ်လောက်အောင်တော့မဟုတ်ပါဘူး။ဒါပေမဲ့ရုပ်ကလေးကတော့တိတ်မဆိုး။တခါမှကျွန်တော်နဲ့သူမျိုးထဲမှာဘတ်ကစီးလိုက်ရင်ထိုင်ကုန်ချင်းကက်လျက်သားတွတ်ကြတာနဲ့စကားနဲ့နဲ့ပပပြောဘူးတယ်။ ကျွန်တော်သူ့ကိုသဘောကျသွားတယ်။နှကောင်းတော့နည်းနည်းကြီးတယ်။လက်သေးတွေကလည်းကြိုက်ထားလိုက်တာ အကုန်အပဲ့နဲ့အရွက်တွေကြီးပဲ။ပြီးတော့သူ့ကိုပေါ်မှာလည်းအတုတွေအခုအခံတွေနဲ့လည်းလှုပ်ထားလိုက်သေးတယ်။သူ့ကိုကြည့်ပြီးစိတ်ထဲမှာတနာသလိုတောင်ဖြစ်မိတယ်။ကျွန်တော်သူ့ကိုသဘောကျတာကသူ့အဖေကကြောင်းကိုကြည့်ပေမဲ့စကမ်းမကြည့်ဘူးဖော်ဖော်ရွရွရှိတယ်။အဲ့ဒါကိုသဘောကျတာ။သူ့အဖေကြောင်းကိုဆရာကြီးဟိတ်ဟန်များတာတို့ဘာလို့ကိုလဲသူတိပုံရတယ်။ ူများတွေလို့ကွင်းနေစင်းပြီးမကြည့်ပဲတောစင်တောင်ကုန်းပေါ်ကကြည်တာကအကြောင်းရှိတယ်ကျွန်တော်ကလှန်တိုင်းအဖွဲနဲ့နယူးယောက်ကပြန်လာတာကျွန်တော်ကအဲ့ဒီလှန်တိုင်းအဖွဲကိုခေါင်းဆောင်သွားရတာလေဘယ်ဆိုးလို့တော့အကောင်ကြီးပေါ့ကျွန်တော်တို့ကြောင်းကမပန်ဒီကြောင်းနဲ့လှန်တိုင်းပြန်ကစားဖို့အဲ့ဒီနေ့မနေ့ပိုင်းနယူးယောက်ကိုလာခဲ့ကြတယ်ဒါပေမဲ့မကစားဖြစ်ဘူးခင်ဗျဖြစ်ပုံကဒီလိုလေနယူးယောက်ကိုရောက်တော့ ကျွန်တော်ကအားကစားပစ္စည်းတွေကိုမြေအောက်ဘူတာထဲမှာခဏချထားပြီးနေရာမှာကတ်ထားတဲ့နယူးယောက်မြေပုံကြီးကိုတွေ့ကြည့်တယ်။မြေအောက်ဘူတာရုံ မြေပုံကြီးကိုကြည့်ရတဲ့အကြောင်းကကျွန်တော်တို့တွေဘယ်နေရာဆင်းပြီးဘယ်အပေါက်ကထွက်ရမယ်ဆိုတာဒါမှသိမှာကိုပြန်လာတော့ပစ္စည်းတွေမရှိတော့ဘူးခမလစ်သွားပြီကျွန်တော်အဖြစ်မဟုတ်ဘူးလေမြေပုံကြည့်မှကျွန်တော်တို့တွေဘယ်ရောက်မယ်ဘယ်ဘူတာအပေါက်ကထွက်ရမယ်ဆိုတာသိမှာကို ါနဲ့ကျွန်တော်တို့အတင်းမကစားဖြစ်တော့ပဲပြန်လာခဲ့ကြတာအမှန်ကကျွန်တော်တို့တွေညစာစားချိန်လောက်မှပြန်ရောက်ရမှာ ခုတော့နှစ်လေနှစ်နာရီပြန်နှစ်ချက်လောက်မှပြန်လာခဲ့ရတယ်အပြန်ကြတော့ကစားမဲ့ကောင်တွေက စိတ်ဆိုးလို့ရထားပေါ်မှာကျွန်တော်ကိုစကားတစ်လုံးမှမပြောကြဘူးတတော်တော့ရေရတယ်ကိုင်းလေးကိုတွားပြီးမကြည့်တဲ့နောက်အကြောင်းတစ်ခုကကျွန်တော်တမိုင်းဆရာစပင်ဆာကိုတွက်နှုတ်ဆက်ရအောင်မှမဟုတ်အတန်းနဲ့မဝင်တော့တာ ဆရာစပင်စာကတုတ်ကွေးကွေးပြီးအိပ်ရတယ်လဲနေတယ်။နာတာလူပွဲတော့ကြောင်းပိတ်ချိန်အထိဆရာနဲ့ကျွန်တော်ပြန်တွေ့ရတော့မှမဟုတ်ဘူး။ကျွန်တော်အိမ်ပြန်ရင် သူ့စီကိုခဏလာခဲ့အောင်လို့ဆရာကမှားထားတယ်လေ။တကယ်တော့ကျွန်တော်ဒီတစ်ခါအိမ်ပြန်ရင်ပင်စေးချောင်းကိုလည်းပြန်ရောက်တော့မှမဟုတ်ဘူး။အော်မေ့နေလို့ဒီအချောင်းကို ပြောရအောင်မေ။ကျောင်းအနာပိုင်းတွေကကျွန်တော်ကိုကျောင်းကထုတ်ပြလိုက်တယ်ခမညာ။ နာတာလူចောင်းပိတ်ရဲ့ပြီးရင်လေဒီចောင်းကိုကျွန်တော်ပြန်လာစရာအကြောင်းမရှိတော့ဘူး6လပတ်စာမှုပွဲမှာ ကျွန်တော်၄ပါးသာကြတယ်ဒီတော့ចောင်းအာနာပိုင်တွေက သူတို့နဲ့လက်တွေ့ဖို့ကျွန်တော်ကို notice ထုတ်ထားတယ်အထူးသဖြင့်6လပတ်အပြီးမှာကျွန်တော်မိဘတွေကចောင်းကိုជីနဲ့လာပြီးမဆွေးနွေးခင်မှာကျွန်တော်လဲလိုက်လာပြီးဆရာကြီးနဲ့တွေ့ရမယ်တဲ့ဒါပေမဲ့ကျွန်တော်တော့မတွေ့ဖြစ်ဘူးဒါနဲ့ကျွန်တော်ကိုចောင်းကထုတ်ပြလိုက်တာပဲ ပင်စေးကြောင့်မှဒီလိုပဲစာမပွက်ကြတဲ့ចောင်းသားတွေကိုမကြာခဏထုတ်ပြတ်တဲ့။သူ့ចောင်းကအောင်ချက်ကိုတော်တော်ခူးဆိုင်တယ်။ခူးဆိုင်တဲ့အတိုင်းအောင်ချက်လည်းတော်တော်လေးကောင်းပါတယ်။ယာတီကဒီစင်မာလာကြီးတော်တော်လေးအေးနေပြီ။အေးလိုက်တမကျွန်တော်တို့အရဲ့စကားနဲ့ပြောရရင်စုံမရဲ့နှုတ်ဒီကောင်ကြာနေတာပဲခမ။တောင်ကုန်းပေါ်မှာဆိုတော့ဘာပြောကောင်းမလဲ။လေကတဟူဟူနဲ့အေးလိုက်တာမပြောပါနဲ့တော့။ ကျွန်တော်မှပြောင်းပြန်လှဝတ်လို့ရတဲ့ကုတ်အင်ကြီးလေးတစ်ထည်ပဲပါလာတယ်။လက်အိတ်တို့ဘာတို့လည်းမပါဘူး။လွန်ခဲ့တဲ့တစ်ပတ်လောက်တုန်းကကျောင်းဆောင်ကကျွန်တော်အခန်းထဲမှာတခုတ်ခုတ်ခံလိုက်ရတယ်လေ။ကလအုပ်မွေကုတ်အင်ကြီးနဲ့ကုတ်အင်ကြီးထဲမှာထည့်ထားတဲ့သုံးမွေလက်အိတ်ကလေးပါအစ်စ်ပါသွားသေးတယ်။ပေးစေးကျောင်းမှာဒီလို အလစ်သမားကလည်းတိတ်ပေါ်တာပဲခမ။အများအပြားကြည်ရတဲ့သားသမီးတွေလာကြတာပါပဲ။ဒါပေမဲ့အဲ့လက်သမားတော်တော်ပေါ်တယ် ကျွန်တော်အထင်ပြောရရင်တော့လူကုန်ထန်သားတွေပစံရှိသားသမီးတွေခြားတဲ့ဇေယိစကားကြီးတဲ့ကြောင်းဖြစ်လေလေအဲ့လက်သမားပေါ်လေလေလို့ထင်တာပဲတကယ်ပြောတာဒါနဲ့ကျွန်တော်လည်းအမြောက်ကြီးနိုင်ရဲ့ရင်ဘောလုံးပွဲကိုလှမ်းကြည့်နေတယ်အေးလိုက်တာတော့မပြောပါနဲ့တော့ချေးချမ်းနေဆိုတာဒါမျိုးပဲထင်တာပဲကြည့်လို့သာကြည့်နေရတယ်သိလဲစိတ်မပါပါဘူးကျွန်တော်စိတ်ထဲမှာငါဒီကြောင်းကထွက်ရတော့မှာဗလားဆိုရဲစိတ်ပေါ်လာတယ် နှလုံးသွင်းမှုစူးစမ်းကြည့်ရယ်အရင်ကတော့ကျွန်တော်ចောင်းတွေကထွက်ရရတွေကထွက်လို့တာထွက်ခဲ့ရတယ်ကိုထွက်လာခဲ့ရတာကိုဘာမှသတိမပြုနိုင်ခဲ့ဘူးထွက်ဆိုလို့တာထွက်လာရတယ်တခါတလေမှထွက်လာမှန်းတော့မသိလိုက်ဘူးကျွန်တော်ဒါမျိုးမဖြစ်ချင်ဘူးလေနေရာတစ်ခုကိုကိုကစွန့်ခွာရတော့မယ်ဆိုရင်အော်ဒီနေရာကလေးကိုငါစွန့်ခွာရတော့မှာဘလို့ဆိုရဲအတိတ်ကလေးခန်းစားချက်ကလေးပေါ်ခြင်းနေဝန်းနေခြင်းနဲ့ပေါ့ စိတ်မကောင်းဖြစ်ခြင်းလည်းဖြစ်ပေါ့ကိစ္စမရှိပါဘူးဘလို့မှခံစားချက်မရှိပဲထွက်လာတာနဲ့ဆိုင် သူကတော်သေးတာပေါ့လေကျွန်တော်ကံကောင်းနေဒီเจ้าကထွက်ရမယ်ဆိုတော့ကျွန်တော်မှလွမ်းစရာအမှတ်တရကလေးတစ်ခုကိုကျွန်တော်ချက်ချင်းတရရလာတယ်မနေ့ကဒီအချိန်မတိုင်ခင်အော်တိုဘာလလောက်မှာပေါ့เจ้าစာတင်ငယ်ရှိကကွင်းပြင်မှာ ကျွန်တော်ရေရောဘေးရေပေါ်ရေ၃ယောက်ဘလုံးကန်နေကြတယ် တောင်းရုံစလုံးပေါင်းလို့တင်းလို့ကောင်းပါတယ်။အထုတစ်ဖြည့်ရောဘတ်ကပိုပြီးပေါင်းလို့ကောင်းတယ်။ညစာမစားခင်ကလေးမှာပေါ့တော်တော်လေးမှောင်စားပြုတ်နေပြီ။ဒါပေမဲ့ကျွန်တော်တို့တုံးရောက်လဲဘောလုံးကန်ကောင်းကောင်းနဲ့စက္ကန်နေကြတယ်။ကန်ရင်နဲ့မှောင်တဲ့မှောင်လာပြီ။မှောင်တယ်မှတခါတလေဘောလုံးကိုတော့ကောင်းကောင်းမမြင်ရတော့ဘူး။ဒါပေမဲ့ကျွန်တော်တို့စက်ကစားမြက်ကစားနေကြတယ်။ဒီတော့ကကျွန်တော်တို့ကိုဇီဝပေရာတင်တဲ့ဆရာဖန်းစီဟာ စာသင်ခန်းပြရင်းပေါက်ကထွက်ကြည့်ပြီးအဆောင်ပြန်ချဖို့ပြောတယ်။ခဏနေရင်ညစာခေါလောင်တီးတော့မယ်တဲ့။မိုးချုံလာပြီ။ဒါနဲ့ကျွန်တော်တို့သုံးယောက်ကစားတာကိုရက်လိုက်ကြတယ်။ဒီတော့ကျွန်တော်မှဒီလို အမတ်တင်ကိစ္စလေးတွေတတစရာလွမ်းစရာကိစ္စကလေးတွေကို ပြင်ပြန်ပြီးတရိယာလိုက်နှုတ်ဆက်လိုက်ရတဲ့အခါစိတ်ပါလက်ပါရှိတယ်။စိတ်ထဲမှာဘာလွမ်းစရာမှမရှိပဲခွဲခွာကနေနှုတ်ဆက်ရတာဟာတော်တော်စိတ်ဖြစ်စရာကောင်းတယ်။ နိုင်ပြီးဝတ်ကြည်တန်းကြည်နိုင်လုံးနဲ့လောကဟုတ်တသက်ဖြစ်နေတယ်။ဒါနဲ့ကျွန်တော်လဲဒီအဖြစ်ဖြစ်ကလေးကိုတတိယရာနဲ့ပြိုင်နဲ့ဘောလုံးပွဲကိုစက်မကြည့်တော့ပဲတမိုင်းဆရာဆရာစပင်ဆာအင်ကိုပြေးလာခဲ့တယ်။ဆရာစပင်ဆာကကျောင်းပရုံထဲမှာမနေဘူး။အပြင်ဘက်အန်ထိုနီဝိန်းလမ်းမှာနေတယ်။ဆရာအဝင်းပေါကအထိကျွန်တော်ပြေးလာခဲ့တယ်။အနားရောက်တော့မှ အမောဖြစ်ရတယ်။ကျွန်တော်ကတက်လုံးတိတ်ကောင်းတဲ့ကောင်မဟုတ်ဘူး။ ဘယ်ကောင်းပါမလဲကျွန်တော်ကဆက်လိုက်တောက်တာကိုအဖေတို့အမေတို့ကကျွန်တော်ဆက်လိုက်ပြအောင်လှုပ်ကြပါသေးရဲ့ဒါပေမဲ့မပြတ်ပါဘူးနောက်တစ်ချက်ကကျွန်တော်ဟာမနစ်ကထက်6လက်မခွဲလောက်ပို့ပြီးအရက်ထွက်လာတယ်ဆက်လိုက်တောက်တဲ့အတွက် ကျွန်တော်မှာတီဗီလိုလိုပါလိုလိုဖြစ်တယ်အမလီတွေးစရာတမန်ရိုက်လိုက်ရနဲ့လှုပ်လိုက်ရတာဖက်ဖက်ကိုမောင်းနေရပဲတော်ပါသေးဘာမှမတွေ့ရအောင်ကျောင်းပရဝဝင်းဝမှာ တအောက်လောက်အမောဖြေပြီးလမ်းအတိုင်းကျွန်တော်ပြေးလာခဲ့တယ်။အေးလိုက်တာကလည်းမပြောပါနဲ့တော့။ဘာဖြစ်လို့ဒီလောက်အေးတကြီးပြေးနေရသလဲဆိုတာတော့ကျွန်တော်မသိဘူး။စိတ်ထဲမှာပြေးချင်ချင်ရှိတာနဲ့ကို ပြေးလာခဲ့တာပဲ။လမ်းတစ်ဖက်ကိုဖြတ်ကူလိုက်တော့ကျွန်တော်စိတ်ထဲမှာကျွန်တော်ဟာပျောက်သွားမလားလို့ထင်လိုက်ရတယ်။မှောင်ကလည်းမှောင် အေးကလည်းအေးတော့ကျွန်တော်ဟာလောကကြီးထဲကပျောက်သွားမလားလို့တော့စိတ်ထဲမှာထင်လိုက်မိတယ်။ ။ဆေးရအိမ်ရောက်တော့ကျွန်တော်တကားခေါလောင်းကိုခတ်တင်းတင်းလေးဖိလိုက်တယ်။ကျွန်တော်တကူလုံးနဲ့ရေခဲမတက်အေးစက်နေပြီလေ။နေရွက်တွေကထုံကျင်ပြီးလက်ချောင်းလေးတွေဆိုတာလဲတောက်တင်းနေပြီ။ကောင်းကောင်းတော့ကြွေးလို့မရချင်တော့ဘူး။ကဲပါဗျာတကားမြမြဖွင့်ပေးကြစမ်းပါလို့ကျွန်တော်စိတ်ထဲကနေလှမ်းအောင်မိတယ်။နောက်ဆုံးတော့ဆရာကတော့ထွက်လာတယ်။တို့ရောအိမ်မှာအိမ်ပေါ်တော့ဘာလို့မရှိဘူးလေ။ ဲ့တဲ့ဆောင်တဲ့လာလို့တကားဖွင့်ပြီးသူတို့ကိုယ်တိုင်ဖွင့်ပေးကြတာကြီးပဲအိမ်ပေါ်မရှိရလဲမပြောနဲ့သူတို့မှကြွယ်ဖို့ကြွယ်ဝလဲမဟုတ်ပဲကိုဟေးဟိုရင်လာပေါ်မပေါ်လာသေးတကူလာလာအပြင်မှာအေးလာရောပေါ်လို့ကျွန်တော်ကိုလှမ်းခေါ်တယ်ဆရာကတော့ဟာကျွန်တော်ကိုတွေ့ရတော့ဝမ်းသာနေတယ်ဆရာကတော့ကကျွန်တော်ကိုချစ်တာကိုအေးလေးဒါကကျွန်တော်အထင်မို့ကျွန်တော်လဲအိမ်ထဲကိုခက်တုတ်ဝင်လိုက်တယ် ဆရာကတော့နေကောင်းတယ်မဟုတ်လားဆရာကနေကောင်းတယ်နော်လို့ကျွန်တော်ကမေးလိုက်တယ်လာလာနေအင်ကြီးကိုငါ့ကိုချက်ပေးလို့ပြောတယ်ဆရာကတော့ကဆရာနေကောင်းရဲ့လားလို့ကျွန်တော်အမေကိုကြားရင်မကြည့်ဘူးဟုတ်သားပဲဆရာကတော့ကနင်းနေနားလေးတာကိုဘယ်ကြားမလဲအေရှိအဝင်ဝါကအင်ကြီးချိတ်တဲ့အခန်းကလေးထဲမှာကျွန်တော်ကုတ်အင်ကြီးကိုသွက်ချိတ်တယ်ကျွန်တော်ကခေါင်းပေါ်မှာတင်နေတဲ့နှင်းပွင့်တွေကိုလက်နဲ့တတ်ချလိုက်တယ် ကျွန်တော်ကခရုကက်ခေါ်တဲ့တင်မောသားသပင်တူတူလေးထားတော့ဘယ်တော့မှကောင်းဖိတယ်မရှိလောက်။သူအကြောင်းကိုဆိုပြီးကျွန်တော်ကအတန်ကြင်ကြင်နဲ့ဆရာကတော့နေကောင်းတယ်မဟုတ်လား။သူကတကားကိုပြန်ပေးရင်ပြန်ကောင်းတာမကြသေးဘူးကွ။မင်းကဘယ်လိုလဲ။သူမင်းပုံကတမျိုးပဲ။ကျွန်တော်ကြောက်ထုတ်ခံရတာကိုဆရာပြောပြလို့သိနေတဲ့ပုံမျိုး။ကောင်းပါတယ်။ဆရာကတော့ကွေးကွေးတော့မယ်လား။ခုတော့ပျောက်သွားပါပြီကွ။မင်းကိုကြည့်ရတာ။ ကဲကဲမင်းဆရာစီသွားလိုက်အောင်အခန်းထဲမှာရှိလေရှင်နေအကြအပိုင်းတကားတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။နတ်ဆင်ပြီးခဲ့သူတဦးတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒေါ်လန်ကလစ်ကအပေါင်းကျမ်းမာပြီးခင်ကြပါစေရှင်။